နိုဝင်ဘာ9ရက်နေ့2025ခုနှစ်လူမျက်ကြော်ရဲ့ညာခင်ပိုင်းတင်ဆက်မှုများမှကြိုဆိုပါရစေ။ဒီနေ့တော့ကျွန်တော် channel နှစ်ခုလုံးမှာကျွန်တော်ဗီဒီယိုတွေကိုကူးယူဖော်ပြနိုင်ရရီကျွန်တော်ဗီဒီယိုကိုတသွေးမတိမ့်ပေါ့ channel နာမည်ပါ အတုလုပ်ပြီးတော့လုပ်နေတာတွေကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်မှာလူ LUU လူမျက်ကြော ဘေးမှာအမှတ်ချက်လေးရှိပါတယ်ဗီဒီယိုအပုတ်ရ900နီးပါးရှိပြီးတော့ subscriber 3သိန်းခွဲနီးပါးရှိတဲ့လူမြတ်ကျော် LMK review and new ဆိုပြီးတဲ့ channel တစ်ခုနှစ်ခုရှိပါတယ်နှစ်ခုလုံးမှာသတင်းအကြောင်းအရာတင်ဆက်ပုံတွေမတူပါဘူး LMK လူမြတ်ကျော် LMK အဲ့တော့ဟိုဘက် LMK channel မှာက subscriber တသိန်းခွဲနဲ့တထောင်ရှိပါတယ်ဆိုတော့ကျွန်တော်သတင်းတွေကိုကျွန်တော်ရေရိုးရဲ့ပြောကြားချက်တွေကိုကူးယူဖော်ပြတဲ့ channel အတူတွေ page အတူတွေအများအများလေးပေါ်နေတဲ့အတွက်မိဘပြည်သူရဲဘော်မိတ်ဆွေတွေကစနစ်တကျစစ်စစ်ပြီးမှထင်ရှားကြည့်ပါဘာဖြစ်လို့လဲဆိုရင် internet ကအရင်စီးကြီးနေတယ်ရန်ကုန်မှာဒီနေ့ဆိုရင် internet တွေဖြတ်တောက်ထားတယ်ဆိုတဲ့အခြေအနေတွေကြားရသလိုနေပြည်တော်ကတော့ internet ပြတ်တောက်နေတဲ့တချို့နေရာတွေတော်တော်များများရှိပါတယ် ဒီအပိုင်းတွေမှာဘတ်စစ်တာအင်တာနက် wifi line တွေကိုဖျက်တောက်နေတာဘာကြောင့်လဲဘာလို့ချင်လို့လဲမကြခင်လာပိုင်းတွေကတော့တော်တော်ထူးခြားစရာဖြစ်စဉ်တွေဖြစ်လာမယ်လာမျိုးတွေဖြစ်ပါတယ်အဒီကနေ့ဆိုရင်ကရင်ပြည်နယ်မှာ KK ပတ်ကို KK ပတ်ထဲမှာရှိတဲ့ကာစီနိုယုံတွေလောင်းသားအဆောက်အုံကြီးတွေဟာနန်းတော်ကြီးတမျှပါအဲ့ဒီအဆောက်အုံတွေကို BGF နေ जा ဆောင်တက် စစ်တပ်နဲ့အပေးအယူလုပ်ထားတဲ့တပ်ဖွဲ့ကနှိမ့်စင်ဘုံတွေခွဲပြီးဖြိုချနေပါတယ်။ဘာကြောင့်လဲ။ဘာကြောင့်လဲ။တနေ့ကို၄ချိန်လောက်ဘုံခွဲဖြိုချနေတဲ့အခြေအနေပါ။ဆိုလိုချင်တာကကြည်ကြည်ဘက်မှာလုံနေတဲ့အလုပ်တွေကသူတို့နဲ့မဆိုင်ဘူးလား။စစ်တပ်ကခြေမုံလိုက်ပြီလို့ပြောချင်တာလား။ဒါဆိုရင်ရွှေကုတ်ကိုကြီးရောဘယ်လိုလုပ်ပါလဲ။မြဝတီမျိုးတွေက နန်းတော်ကြီးတမျှကြားဖြန့်ကာစီနိုယုံတွေကရော BGN နဲ့စစ်တပ်လောက်တာမဟုတ်ဘူးလားဒီနေရာမှာသတင်းစကားပေးချင်တာကတရုတ်ထိုင်း US American တို့ကိုသတင်းစကားပေးချင်တာကကာစီနိုယုံဆိုလို့ပြောလို့ရတယ်ဗျာလောင်းကစားယုံတွေကြားဖြန့်ယုံတွေလို့ထင်လို့ရတဲ့ဟာတွေဟာကိကိပတ်တစ်ခုတည်းမဟုတ်ဘူး ်ဂီဂီဘက်ကနေအနောက်ပြန်သွားရင်မြောက်ပြည်မြို့ပေါ်မှာယုံပေါင်းရှာနေကြည်ရှိတယ်နံပါတ်1နံပါတ်2ရွှေကုတ်ကိုဟာကြားဖြန့်ရဲ့ဘိုလ်ချက်ကင်ပီနယ်ရဲ့ကြားဖြန့်ဘိုလ်ချက်ဖြစ်တယ်အဲ့ဒါတွေအားလုံးဟာစစ်တပ်နဲ့ကရင် BGF ခုမပြုတ်ရင်ဘာမှလုပ်လို့မရဘူးရှင်းရှင်းပြတ်ပြတ်ပြောတာကဘာကြီးဟာဒီကနေ့ဆိုရင်ဘုံလုံငန်းအကျိုးစီးပွားနဲ့ ဘုံလုပ်ငန်းအကျိုးစီးပွားဆိုတာကမိမိနိုင်ငံအကျိုးစီးပွားနဲ့သာရက်ဒီကျင်လည်မောင်းနေနေကြတော့ကျွန်တော်တို့နိုင်ငံများလေကိုယ်နိုင်ငံအကျိုးစီးပွားငါတို့နိုင်ငံမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားငါတို့ပြည်သူလူထုရဲ့အကျိုးစီးပွားဆိုတာကိုလေပါဇက်တဲကထွက်ခွင်းတော့မရှိဘူးကရင်ကရင် အမျိုးသားအကျိုးစီးပွားကရင်လက်နက်ကင်တက်တွေတကယ်လုံနေသလား ဗမာလက်နက်ကင်တက်တွေကောဗမာပြည်သူလူထုအကျိုးစီးပွားတကယ်လုံးနေသလားစကိုင်းမကွေးရန်ကုန်မန္တလေးမြေပြန့်က PDF တီတောင်းတဲ့တိန်းနဲ့ရှိရှိတယ်အပြစ်ပြောတာမဟုတ်အဓိကစကိုင်းမှာဆိုရင်ရင်းမပဲခင်ရင်းမပင်ခရိုင်မှာဆိုတရင်များတော့စကိုင်းကအများဆုံးပဲဗျာတက်တယ် အဲ့ဒီဗမာစုံမိုးနေပြီဆိုတော့ဗမာစကိုင်းမကွေးကြီးကိုဥဆောင်တဲ့အဲ့ဒီဘူဟာမူးတို့ NUG တို့ကာကွယ်ရေးဝင်ကြီးတို့အစရှိတဲ့ပုံကိုယ်တွေကတကယ်စစ်တိုက်ပါသလားတကယ်တော်လန်ကြီးကိုအောင်မြင်စေနိုင်တဲ့ဘူဟာမြောက်တိုက်ပွဲတကယ်တိုက်သလားလို့မေးချင်တာဒီကနေ့ကန့်ဘလူမှာဘာဖြစ်လဲသိလား ပအဖအခွန်တော်အရာရှိအပဝင်6ဦးမြင့်ကျော်ခအခိုင်ငွေကြွေးအလဲသုံးစားလုပ်တယ်လုတ်ပိုင်ခွင့်အာလာလုတ်အလဲသုံးစားလုပ်တယ်ပအဖတစိမ့်တုံးအတုလုပ်ပြီးအခွန်ကောက်တယ်တသက်ကံပစ္စည်းတွေဖျောက်တယ်နော်အခွန်ချစ်လန်တွေကိုပြင်တယ်အဲ့ဒါဘယ်တုံးလေးကဖြစ်နေမှမသိဘူးအခု9နှစ်ကြာမှတိတာလားမတိကျင်အောင်ဆောင်နေတာလားမဖြစ်မနေဘူးလို့ဖမ်းရတာလားတော့မသိဘူး ဒီနေ့ဖမ်းတယ်ဆိုတဲ့သတင်းထွက်ပါတယ်ဆိုတော့စစ်ကော်မရှင်ဘူဂရော်ဒီနဲ့နန်းစီဒီယန်ရဲဒီနဲ့အဆက်အသွယ်ရှိခဲ့တယ်လို့လည်းသိရတယ်အဲ့တော့စစ်ဘက်ဆိုင်ရာခရင်ကိုကေးတာဝန်ရှိသူများတရင်တပ်ဖွဲ့များညှိနှိုင်းဆောင်ရွက်ခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အများအပြားအရက်ဖက်တရားစီရင်ရေးသို့လွှဲပြောင်းဆောင်ရွက် ကမ်ဘလူပါအဖာကနိုဝင်ဘာတရက်ထုတ်ပြန်သိန်းတောင်းကနအထက်ရှိတယ်မြို့တော်ကတက္ကအုံနာရီမှာငွေတောင်းနေကိုပိုင်ငွေပြီးကိုကျိုးစီးပွားဖြစ်တုံးဆွဲတယ်အကောက်ကွန်ချလန်တွေကိုစိတ်ကြိုက်ဖြစ်နေမြေကြီးနာလို့ငွေပို့ပြီးအိမ်ဆောက်ထားတယ်ကားလေးစီးဝယ်ထားတယ်သိန်းမောင်းတောင်းနေချီတောင်းနေချီဒါမျိုး ဘဏ္ဍဖွဲ့လောက်ရှိနေလေကျွန်တော်မသိဘူးတော်လိုင်းကြီးသခိုင်းတိုင်းတိုင်းလို့ဘာလို့စစ်မနိုင်နေလေသခိုင်းတိုင်းကြီးကိုဘာလို့မသိမ့်ပိုက်နိုင်လဲသခိုင်းတိုင်းမှာဘာလို့ပြဿနာဖြစ်နေလဲဆိုတော့အဖြေတော့ချက်တွေကတပြေးပြေးထွက်ပေါ်လာနေပါတယ်အဲ့တော့သခိုင်းမှာကျွန်တော်တခါရေပြောမယ်နော်ချစ်ချင်းချစ်မုန်းချင်းမုန်းအိန္ဒိယကလေးသခိုင်းတမူလန်းကိုခမရို့ဖြစ်မတိုက်နိုင်မကြခင်ငတ်လိမ့်မယ် တရုတ်ကသူ့အလုပ်သူ့လုပ်မှာဖြစ်တယ်။မိုးကုတ်မိုးမိတ်ကိုဟပြီးဖက်စစ်တပ်ကစကိုင်းတိုင်းနဲ့ရွှေဘုံမြင်းကျန်ရွှေဘုံမြင်းကျန်စကိုင်းတချောကိုစစ်ထိုးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်။မိုးကုတ်ကိုအလုံးကာကွယ်မယ်ကျွန်တော်တို့ကာကွယ်တာကိုသဘောတူတယ်။မိုးကုတ်ကိုကာကွယ်တဲ့နီးနာပုံသဏ္ဍာန်တွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဟိုဘက် channel မှာပြောမယ်နော်။မိုးကုတ်ကိုကာကွယ်မယ်။ကာကွယ်တာကောင်းတာဗောဗျာ။ဘာပြောစရာရှိလဲ။ဟုတ်လား။ မကာကွယ်နဲ့လို့ပြောလို့မှမရတာကာဝေးကိုကာကွယ်ရမှာပဲသို့တော့မိုးကုတ်နဲ့ပတ်သက်ပြီးကျွန်တော်တခုပြောပြချင်တာက MDY PDF အပါဝင် တော်လိုင်းတက်တီကကာကွယ်မယ် MDY PDF ကခေါင်းဆောင်ကဒေါက်တာစိုးသူတော်ကဒုတိယစစ်ဦးစီးအရာရှိချုပ်သိရတယ်ဆိုတော့တက်တွေလာပါလူတွေလာပါကျွန်တော်တို့မိုးကုတ်မြို့ကာကွယ်ကြမယ်မိုးကုတ်မြို့တိုက်ပွဲဝင်ကြမယ် ဆိုဒီနေရာမှာကျွန်တော်တို့စဉ်းစားကြည့်ရအောင်အမျိုးသားညီညွတ်ရေးအစိုးရရဲ့စစ်ရုံးချုပ်အမိန့်နဲ့တရင်တနည်း3 4 5 6 8ကမိုးကုတ်ကိုဝင်ရင်တရင်4 5 6 8ကစကိုင်းကိုကာရင်တရင်6 9 9 10ကပဲဒါလိုဘ ிய ူဟာမြောက်လောက်တာမျိုးမရှိဘူးလားခရင်းကစားနေတာလား MD1 PDF ကထွက်ပြီးတော့လာခဲ့ပါငါတို့တရင်တက်ဖွဲ့တွေကိုဟိုဘလုခေါမလဲအဲဖိတ်ခေါ်ပါတယ်လို့ပြောစရာမလိုဘူး NU ခြီအောက်မှာတရင်ပေါင်းရှာနေခြီကို ဗျူဝမြောက်စစ်ပွဲဆင်နွှဲဖို့ကာဝေးဝင်ကြီးဌာနကစစ်မိန်မထုတ်နိုင်ဘူးလားအရေးချင်းမရှိဘူးလားတကယ်ကိုကင်းမှုရောရှိရလား COC ရောရှိရလားဒါတွေကျွန်တော်တို့ဒီအချိန်ကမေးရမယ့်အချိန်ဖြစ်လာပြီအဲ့တော့တရုတ်ကဒီကနေ့ကျွန်တော်တို့တုံးသက်ချက်ရ MOD ကဒီလိုလုပ်နေတယ်နော် NUG ကဒီလိုပုံစံကြီးဖြစ်နေတာ COC ဘာလို့တရင်တနေ3လင်းကမကုတ်ကူကတရင်နေက6ခု8ဘယ်ဟုတ်သွား အဲ့လိုမဟုတ်ဘူးလားဘလို့ကြီးလေကာကွယ်ရေးဝန်ကြီးဌာနကဘာဘလို့ကြီးလေကျွန်တော်စဉ်းစားမိတာပါနောက်တစ်ခုကတရုတ်ရဲ့အခင်းချင်းကိုကြည့်အောင် TNL နဲ့တရုတ်နဲ့ညှိနှိုင်းပြီးတော့မိုးကုတ်နဲ့မိုးမိတ်ကိုပြန်ပေးတယ်နောက်ချိုတီဘောတို့ကိုပြန်ပေးမယ်ပြည်တော်စုလမ်းမကြီးဖွင့်မယ်တရုတ်ကခင်ဗျားတို့ကိုကျွန်တော်ပြောမယ်နော်မင်းကိုနိုင်ကိုမင်းကိုနိုင်ပြောတဲ့စကားရှိလားကဘာကြီးကနိုင်မင်းကိုရွေးလောက်တာပါတဲ့မှားပါတယ် တရုတ်ကနိုင်မျိုးကိုရွေးမလောက်ပါဘူးနိုင်မျိုးကိုရွေးလောင်းလို့ရှိရင်အဲ့ဒီနိုင်မျိုးကိုတက်စီးတဲ့ခါချခါချရင်ပြုတ်ကြမယ်မင်းဟာဒီနိုင်မျိုးကိုကိုယ်တိုင်ပြုစုပြီးပြိုးထောင်ထားတဲ့မင်းမဟုတ်ဘူးသူတပားရဲ့မင်းမင်းတကယ်နိုင်ခြင်းရင်မင်းတက်စီးရတဲ့မင်းကိုပဲနိုင်အောင်လုပ်ကြမယ်ဆိုတဲ့ကွန်ပျူတာရဲ့အယူအဆရှိပါတယ်တရုတ်လက်ရှိလုပ်နေတဲ့ပုံသဏ္ဍာန်တွေဟာ နိုင်မြင့်ကိုမလောင်းပါဘူးကိုတစီရတဲ့မြင်းကိုပဲနိုင်မြင့်အဖြစ်နိုင်အောင်လုပ်ပေးနေတာဖြစ်ပါတယ်တေယောဟာဖက်စစ်တက်ကိုတက်စီထားပြီးပြီသူတက်စီရတဲ့မြင်းကိုသူမနိုင်နိုင်အောင်လုပ်ပေးလိမ့်မယ်ဆိုတော့အခြေခံစဉ်းစားချက်ပါအဲ့တော့ကျွန်တော်တို့တရုတ်နဲ့ပတ်သက်ပြီးကမ္ဘာနိုင်ငံ132နိုင်ငံ လိလာကြည့်တယ်။ကိုရှယ်လေးရေးထားတဲ့စာလေးတခုလည်းကျွန်တော်တွေ့လိုက်ရတယ်။သူရေးထားတဲ့ဒဲမှာသူ132နိုင်ငံထိလိလာချက်အရာတိတိကျကျပြောရရင်နဲ့တရုတ်ဟာတကဘာလုံးမှာဘယ်နိုင်ငံကိုမဆိုနိုင်ငင်းတက်စီးတာမရှိဘူးတဲ့။စီးရတဲ့မြင်းကိုပဲနိုင်အောင်လုပ်ပေးတာတဲ့။အဲ့တော့ဒီအချိန် ်ညီမပြီမောင်နိုင်မြင်းလောင်းနေတယ်လို့ခင်ဗျားတို့ထင်နေတော့မဲလားလို့သူကမေးထားတယ်ဆိုတော့ကျွန်တဲ့အချက်လက်တွေကတော့ကျွန်တော်တေချာမပြောချင်ဘူး BNN မှာနိုင်မြင်းစီးရတဲ့အမေရိကန်တို့ရဲ့စစ်တင်ကြိုင်းဖြစ်သွားခဲ့တာတွေရှိပါတယ်နော်ဒီလိုကိုယ့်ရဲ့မဟာကိုယ့်ရဲ့ဒီအိန္ဒိယနိုင်ငံတွေရဲ့လက်ရှိတရုတ်ဖက်ဆစ်တက်ရဲ့တောင်းနေတဲ့ geopolitics ပထဝီနိုင်ငံကြီး စီရေးနိုင်ငံရေးတွေကိုကျွန်တော်တို့တည်တည်ချာချာလေ့လာဆင်ရှင်နားလည်စေချင်တယ်။အခုကာလကဘလို့ဖြစ်နေလဲဆိုတော့ Facebook TikTok ပေါ့ဗျာနော်အစရှိတဲ့စာမျက်နှာတွေမှာတော်လိုင်းကြီးတွေပါပါတယ်ဆိုရက်တချို့လူတွေကကိုထင်ရကိုတက်ပြောကြတယ်မိမိရဲ့လွတ်လပ်စွာပြောရေးဆိုခွင့်အတွက်ကျွန်တော်ငင်းပယ်စရာမရှိပါဘူးပြောလို့ရပါတယ်ကျွန်တော်လည်းပြောနေရ ဒါပေမဲ့တခုရှိတာကမိမိမကြွန့်ချင်မပိုင်နိုင်တဲ့ကိစ္စတွေကိုလက်လွတ်စပယ်မပြောစေချင်အခုပြဿနာတခုဖြစ်နေတာတွေ့ရတယ်တစ်တော့မှလားမသိဘူးလူငယ်တယောက်ကသူ့ကိုယ်သူနိုင်ငံရေးကြွန့်ချင်သူလို့လို့ဘာလို့လို့နေပေါ့ဗျာရခိုင်နဲ့နေတိုးကိစ္စကိုပြောပြီးတော့ရခိုင်တစ်မျိုးသားလုံးကိုထိခိုက်တဲ့ဇာတ်ရီးပါတယ်ဘာလို့ရခိုင်တွေကပြဿနာတက်ဒါ तू ကတော့တစ်တော့မှဘာမဟုတ်ပဲပြောလိုက်ပင်မဲ့ရခိုင်အင်အားစုတွေနဲ့ တခြားတော်လိုင်းအင်အားစုတွေနဲ့နားလည်မှုလွဲတဲ့ကိစ္စတွေဖြစ်နိုင်တယ်။နောက်တစ်ချက်အခုအမျိုးသမီးတယောက်တဲတဲလားတက်တက်လားသူ့နာမည်ကျွန်တော်မသိဘူး။နေရကသူတိသူတက်ပြီးတော့လိုက်ပြောနေတာတွေ့ရတယ်။သူ့လေ့လာကြည့်လိုက်တော့နိုင်ငံကြီးတော်လိုင်းရေးမှာဘာမှလောက်လောက်လာလာဟိုအတွေးခေါ်နဲ့ဂျုံကြည်ချက်နဲ့လာခဲ့တဲ့လူမဟုတ်ဘူး။တော်လိုင်းရေးမှာစစ်တပ်ကိုမချိနဲ့လို့မကြိုက်လို့တော်လိုင်းမယ်ဆိုပြီးပါတဲ့လူ။ ဒါကိုသဘောတူတယ်လေးစားတယ်ထောက်ခံတယ်ကြိုးစိုးတယ်သို့တော့ကိုမကြွန့်ကျင်မပိုင်နိုင်နဲ့နိုင်ငံရေးဆိုင်ရာကိစ္စရက်တွေဝေဖန်တယ်လို့လို့တုံးတက်တယ်လို့လို့တိတယ်လို့လို့တက်တယ်လို့လို့ပြောတာမျိုးတွေအဲ့ဒါတွေကတော်လိုင်းရေးအတွက်အစိတ်အတောက်ဖြစ်နေတယ်တည်တည်ချာချာသိရှိနားလည်ရမယ်မသိရင်လည်းမပြောအောင်လို့မပြောဘူးသိတဲ့လောက်ပဲပြောရမယ်အခုဟာကပြောချင်တာတွေပြောလို့ချင်တာတွေလုပ်ပြီးတော်လိုင်းရေးဟာဝါအစည်းပြေတကယ်သူဖြစ်နေတာတွေ့ရတယ် ိုတခါကဆိုလေဥထုံးကြည်ကိုပြောတယ်ပေါ့အန်ယူဂျီကိုဝေဖန်လို့ဥထုံးကြည်ကိုပြောတယ်လို့ဆိုတော့ကိစ္စတခုပြဿနာတတ်ကြသည်ဆိုတော့ဥထုံးကြည်ဘယ်လိုဖြတ်တန်းခဲ့လဲဥထုံးကြည်ကပါလေအန်ယူဂျီကအခုမှနိုင်ငံတခုကနေထွက်ပြေးလာတယ်ပေါ့ဗျာဟိုကိုယ်နိုင်ငံတွေကနေဖမ်းလို့ထွက်ပြေးလာတယ်အစိုးရပြည်ပမှာလုံနေရတာပြည်တွင်းမှာအဲ့ဒီ NDI အစိုးရပါဆိုတော့လုံနေတဲ့အချိန်တည်းကအဲ့ဥထုံးကြည်ဟာ NDI အစိုးရရဲ့ မှားယွင်းတဲ့ policy ကိုဝေဖန်ခဲ့တဲ့သူကျွန်တော်တို့လည်းပါတယ်ဆိုတော့အခုမှထပြီးတော့တရေးနှုတ်လို့အကြံပေါ်ပြီးလုပ်နေတာမဟုတ်ဘူးယုံကြည်ချက်အရလုပ်နေတဲ့သူတွေမှားတာလည်းရှိနိုင်တယ်မှန်တာလည်းရှိနိုင်တယ်နိုင်ငံကြီးကျင့်ဝတ်ကျွန်တော်တို့မှနိုင်ငံကြီးကျင့်ဝတ်ရှိတယ်ဘလို့ကျင့်ဝတ်မျိုးလဲကိုယ်လုပ်ဖို့ကံပတ်တွေကိုယ်ရဲဘော်တွေကိုယ်နိုင်ငံရေးသဘားတွေမှားသွားခဲ့ရင်တော့အပြုသဘောနဲ့ကျင့်ဝတ်နဲ့အညီထောက်ပြဝေဖန်တယ်ဟမ် action 1 2 3 go action အခုကအဲ့လိုမဟုတ်ဘူးအာအင်မတန်ရိုင်းဆိုင်ဆဲဆိုတဲ့အပြုမူတွေ ਨੇ ဒါတွေမလုံးချဖို့ကျွန်တော်လူမြတ်ကျော်ကဒီနေရာကနေမေတ္တာရက်ခံပါတယ်ဒီနေ့ဆိုရင်လဲကျွန်တော်တို့မိုးကုတ်အခြေအနေဆိုရင် PLA ရှိတယ် MDI PDF ရှိတယ် TRI viewer ရှိတယ် Mogo view အစရှိတယ်ပေါ့ဗျာတက်တီရှိတယ်အဲ့တက်တီဂျားထဲမှာတယံဇာတ်ဆိုင်ရာအကျိုးစီးပွားဖြစ်အောင်များ ်ဒီအနာလေးကထွက်သွားပေးပြီးတော့မိုးကုတ်မှာကြောက်တွင်းနေဘာတွေပေါ့နော်အကျိုးစီးပွားပြဿနာတွေများဖြစ်အောင်များတဲ့ကစားတာလားဆိုတော့အာအတွေးလေးကျွန်တော်ဝင်မိတယ်မြေပြင်ရဲဘော်တယောက်နဲ့စကားပြောမိတော့မိုးကုတ်ကိုကာကွယ်တာအရင်မခတ်ခဲပါဘူးမိုးကုတ်ကတောတောင်ကြီးမြေတွေရှိတယ်ကြိုက်တဲ့လောက်လေနဲ့ဘုံကျဲခိုးလို့ရတဲ့လိုင်ကူတွေရှိပါတယ်တဲ့ အဲ့တော့မိုးကုတ်ရဲ့စစ်တပ်ဝင်နိုင်တဲ့အဝင်လမ်းသမျှမှန်သမျှမိုင်းခင်းပါတဲ့မြို့ပေါ်ရက်ွက်တွေကိုဂရုံချင်းတွေတူပါတဲ့စီရေးဆိုင်ရာခံစစ်အစီမံတွေပြင်ဆင်နိုင်မိုးကုတ်ကိုကာကွယ်နိုင်တယ်ဒါပေမဲ့တကူးရှိတာကတဲ့အဲ့ဒီတက်တွေပြုံရောက်ပြီးအဲ့မိုးကုတ်မှာကြောက်တွင်းတွေရွှေတွင်းတွေအဲ့ဒီမှာပြဿနာတွေများတက်မှာစိုးရိမ်မိတယ်ဆိုတဲ့ကိစ္စတခုလေကျွန်တော်တို့တွေ့ရတယ်ဘာကြောင့်လဲဆိုတော့အဲလူဆိုတာကငွေကြီးနဲ့ပတ်သက်လာရင်အတ္တလောဘကတ်တတ်တာဘူးဗျဒါတွေကိုလည်းကျွန်တော်တို့ဒီ စဉ်းစားနေပါတယ်အဲ့တော့ဟုတ်ပြီဖက်စစ်တက်ကကျွန်တော်တို့ကိုထိုးစစ်ဆင်လာတယ်တောက်လျှောက်ထိုးစစ်ဆင်နေဆိုရင်ဖက်စစ်တက်ကထိုးစစ်ဆိုတော့အရှိကိုတိုးရတာကျွန်တော်တို့ PDF တက်တွေကဖက်စစ်တက်ရဲ့နောက်တန်းစကန်တွေကိုဝင်တိုက်လို့မရဘူးလားစစ်ကြူဟာတဘောကိုကျွန်တော်တင်ပြရတာဖြစ်တယ်နော်ဒီကနေ့မှာကျွန်တော်တို့တာမန်မဟုတ်တဲ့တာမန်မဟုတ်တဲ့ စီရီပြူဟာနိပညာတိုက်ပွဲဒါတွေနဲ့ရှေ့ဆက်ရမှာဖြစ်တယ်ရှေ့လျှောက်ကာလမှာဟိုတတိရှိလို့တနက်နဲ့တက်ပြစ်မယ်ကွာဆိုတဲ့ကိစ္စကကဘာမှာကနောက်တန်းရောက်သွားပြီယူကရိန်းဘလို့တိုက်နေလေရုရှားကိုနိပညာတိုက်ပွဲကြီးတစ်ခု ဖြစ်လာပြီတတိရှိုံနဲ့စစ်တိုက်ရဲယုံနဲ့စစ်ပွဲတွေကို အနိုင်ရမယ်လို့တိုက်ပွဲတွေကိုအနိုင်ရနိုင်တယ်လို့တတမတဲ့တွက်လို့မရတဲ့အခင်အချင်းဖြစ်တယ် အဲ့တော့ဒီအချိန်မှာမြေပြင်ဒေတာကိုပျောက်ကြားစစ်နေနောက်တန်းစခန်းမှန်သမျှဝင်တိုက်နိုင်ရင်ဒေါ်လာရင်းအချိုးကွေတခုဖြစ်နိုင်ပြီရန်သူလက်မောင်းတွေကိုချုပ်ကန်ရမယ်ကျွန်တော်တို့ပျောက်ကြားတက်တွေကနောက်တန်းစကန်နေမှန်သမျှဝင်စီပါမင်းရှေ့မှာကြိုက်တော့ဖိုးစစ်အင်ရှေ့ဘူးအင်တော့မချမ်းသာဆိုတကယ်လို့ဒါမျိုးလုံနိုင် လိမ့်မယ်လို့ ကျွန်တော်တို့အကြံပြုလိုပါတယ်ဗောဗျာအဲ့တော့လက်ရှိညီကုန်းချုပ်ရရင်ဗောဗျာတူတူနဲ့မုတ်ကမျိုးကာကွယ်ရေးနဲ့တင်းစီတာတော့နေမိများလက်မလွတ်လာရေးအတွက် MDY PDF တစ်ခုတည်းကဟိုတက်ခေါ်ဒီတက်ခေါ်လာပါဒါမျိုးဟာစစ်ပုံကြမနေဘူးလို့ကျွန်တော်တို့မြင်တယ် တမဦးကျစစ်ပွဲကိုတကယ်ဆင်နွှဲနိုင်ပြီးခန့်စစ်ရှင်နဲ့အကောင်းဆုံးထိုးစစ်ကိုလုံနိုင်ဖို့ဆိုရင် PDS စီယုံချုပ်ရဲ့ဒုတိယဒုတိယအရာရှိချုပ်စိုးသူကစော်ဒေါက်တာစိုးသူကစော်အနေနဲ့ကကာကွယ်ဝင်ကြီးနဲ့ညှိနှိုင်းပြီးတော့ဗျူဟာမြောက်စီရေးပုံစံအခင်းချင်းတစ်ခုကြီးကိုချာမတ်ရှေ့တန်းမှာထိုးစစ်ဝင်နေရင်နောက်တန်းကရန်သူစကန်တွေကိုဝင်တိုက်ဆိုတဲ့ပြူဟာမျိုးတွေပေါ့ဗျာ ဒေါ်လာရင်းကိုလက်တပြက်ပြောင်းလဲသွားနိုင်ပေလက်တပြက်ဗျူဟာရီနဲ့စစ်ဆင်ကြရပါလိမ့်မယ်လို့အကြံပြုရင်တကယ် COC ဟာဗျူဟာမြောက်စစ်ကြီးစစ်တက်ထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ပုံတံတန်းကြီးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်